ဂုံးမောင်ခဲကျွဲမှအရှုပ်ရှဲများလွန်သောအပြူတော်လောကဂုံးမောင်ခဲနန်းတော်ရဲ့အလှတရားတွေနဲ့စည်းကမ်းတွေကိုဖော်ညွှန်းတဲ့အခါမှာမိဖုရားမောင်မမိတ်တန်တွေနဲ့အတူအပြူတော်ဆိုတဲ့အမျိုးသမီးတို့ကြီးကိုခြံထားလို့မရပါဘူးနော်အပြူတော်တွေကိုမြမမင်းတွေဟာခဲဆက်ဆက်ချင်းမြောက်နေရပေးခဲ့ပေမယ့်မြမနိုင်ငံတော်ပြတ်သောမဲ့နောက်ဆုံးသောဂုံးမောင်ခဲမှာဆိုရင်တော့အပြူတော်လောကဟာစိတ်ဝင်စားစရာကောင်းခဲ့ပါတယ် မဲတော်မဲတရားကြီးလက်ထက်မှာမိဖုရားကြီးလေးပါနဲ့တမိတော်လေးပါအတွက်ခန့်အပ်ထားတဲ့အမျိုးသမီးတွေရောသာအပြူရောလိုသတ်မှတ်ပြီးသူတို့ကိုနန်းတွင်အနောက်ရေမြောင်းနဲ့အတွင်းတိုင်းအတွင်းဘက်မှာတီးကြားတန်ရအဆောင်တွေပေးထားတာပါ။ဂျန်နဲ့အစေးပါအမျိုးသမီးတို့တော့အပြိုးလိုပဲခေါ်ပြီးတော့တီးကြားအဆောင်မရှိပါဘူး။ ကောင်းမောင်ခေရဲ့နောက်ဆုံးဘရင်တီဘောမဲလက်ထက်မှာဆိုရင်တော့ရွှေနန်းတော်တွင်မှာအပြူတော်ပေါင်း248ဦးထိရှိခဲ့ပြီးမိဖုရဲ့ကောင်းကြီးစုဖရလက်တဦးထဲမှာတော့အပြူတော်က48ဦးမဲတော်စင်ဖြူမရှင်မ23ဦးရှိခဲ့တယ်လို့မှတ်တမ်းရှိပါတယ်ဘရင်ဆံမြန်းရမှန်နှန်းဆောင်ကြီးမှာခါစားရတဲ့မှန်နှန်းပြူတော်၄၈ဦးဟာဆိုရင်မူကြီးမရရရဲ့တမိရေဆွေတော်မျိုးတော်ရီနဲ့စော်ဘွားနေစားကြီးတွေရဲ့ယင်သွေးတွေကနေပြီးအပြစ်၆ပါးကင်းပြီးတော့ရုပ်ရည်ချောမောတဲ့သူတွေကိုသာရွေးချယ်ခံခဲ့တာပါ အဲ့ဒီထဲမှာမှအင်္ဂလိပ်ပြင်သစ်အီတလီနဲ့မွဆလင်စတဲ့နိုင်ငံသားသူအပျော်တော်တွေလည်းပါဝင်ခဲ့ပါတယ်။အပျော်တော်တွေကိုဝဲလေဝင်းကြီးမူးမတ်တမီးများနဲ့ရာလေစော်ဘွားတမီးများမိဖုရားလောင်းများလို့ခွဲခြားထားပြီးတော့ရာလေအပျော်တော်တွေကဘရင်ရဲ့မိဖုရားငယ်ဖြစ်ဖို့အတွက်ရထားခြင်းခံရတဲ့သူတွေဖြစ်တယ်လို့အနက်ရောင်တလွန်တော်နဲ့အိတ်ခွင်ရပါတယ်။မိဖုရားငယ်ဖြစ်တာနဲ့တလွန်တော်ကိုရွှေပိန်းထည့်ပေးရပါတယ်။ အပြူရော်တွေထဲမှာဆိုရင်တော့ဝတီပွဲကအမျက်ဆုံးဖြစ်ကမုတ်တာပွဲကအနိုင်ဆုံးဖြစ်ပါတယ်။ပင်းရမင်းသမီးဆိုတဲ့အပြူရော်ဟာဆိုရင်တော့ရွှေပြားပေါ်မှာသူ့တီရီကုံမာဝတီပွဲနဲ့ရွှေတီးလေးချက်မိဖုရားရရဲ့အဆောင်ရောင်မျိုးပါချီးမြှင့်ခံခဲ့ရတဲ့အထိအရေးပါခဲ့ပါတယ်။နိုင်ငံသားသူအပြူရော်တွေတဲကအာမေးနီးယားလူမျိုးမာရီနာမဲခင်းဆိုတဲ့သူကလည်းအလွန်ချောမောလှပကြောင်းနန်းတွင်းမတန်းတွေမှာဖော်ပြထားပါတယ် အငိမ့်ပြိုတော်30ကျွားတော့ဘယင်းနဲ့မိပြားတွေအတွက်ကပြတီးမုတ်ဖြောပြပေးရပြီးသူတို့မှတခြားထူးခြားတဲ့တောင်းဝင်တစ်ခုရှိနေပါသေးတယ်။အရာကတော့ဘယင်းရေအိမ်တော်ကိုဆောင်ပေးရခြင်းရေးလဲပေးခြင်းလက်တော့ဝဲထားပေးခြင်းတွေကိုဖြစ်ကလွတ်တော်ကတင်ပြလာတဲ့တည်တံအမိန့်တွေကိုဘယင်းရေအိမ်တော်ကအစင်းနနက်ခင်းမှာတင်ပြလျှောက်ထားရတာပါ။ဒီတာဝန်ကတေချာပေါင်းအငိမ့်ပြိုတော်ရရဲ့ခေါင်းဆောင်နှစ်ဦးကိုသာပေးရတဲ့အလုံးကိုအေးပါတဲ့နန်းတွင်းတာဝန်တစ်ခုဖြစ်ပါရဲ့ အပြူရော်တွေကအိမ်အောင်ပြုတ်နိုင်ပြီးတော့သားသမီးရှိရသူတွေပါ ပါဝင်ပါတယ်။ဝယ်စားစင်ရံပုံကိုကြည့်ပြီးအပြူအိုးခွဲခြားသိနိုင်တာအပြူတွေကရင်ကျဲအင်းကြီးကိုဝေးရပြီးအိုးတွေကရင်စည်းအင်းကြီးကိုဝေးရပါတယ်။နန်းတော်တို့ခုလုံးမှုေးပြန်နေအောင်လို့ဒေါနာစပယ်နှင်းစီစတဲ့ပန်းတွေကိုချိန်ပြီးတော့အစီလူတာပန်းပေါင်းကဲတွေထုတ်တာလည်းလုပ်ကြပါသေးတယ်။ရွှေနန်းတော်တွင်မှယောက်ျားမှန်သမျှအစံတန်းမြေများမြင့်သည်ဖြစ်စေအနောက်ဆောင်လို့ခေါ်တဲ့မိမပိုင်းကိုလုံးဝသွာလာခွင့်မရှိပါဘူးရဲ့ရှင်။ ။ဒီဘောမင်းလက်ထက်မှာဆိုရင်တော့မိဖုရဲ့ကောင်စုဖုရားလက်ကတလင်တမယာစနစ်ကိုအကောင့်ထဲပို့လို့လို့နန်းတွင်အပြူတော်စီကန်းတွေကိုပြောင်းလဲပစ်ခဲ့ပြီးမင်းမိုးမတ်သမီးတွေကိုမိဘအိမ်ကိုပြန်ခိုင်းကမိဖုရဲ့ဆောင်အားလုံးကိုတော့ခတ်ပစ်ခဲ့ပါရီ။ဒါဟာစုဖုရားလက်ရဲ့အာနာပြမှုနဲ့ခက်တဲ့ကိုတီထောင်လို့တဲ့ဆန္ဒတွေကိုပြသနေတာပါပဲ။ပါရမူကန်ဒီအချိန်မှာမိဖုရဲ့ကောင်ကကြံရက်တဲ့အပြူတော်တွေကိုအင်္ဂလိပ်စစ်သားတွေရောက်လာတော့မေမိဖုရားလည်းအကာအကွယ်ပေးနိုင်မှာမဟုတ်ဘူးကိုယ့်အိမ်ကိုယ့်ရာကိုပြန်ကြပါအဲ့လိုနောက်ဆုံးမိမခဲ့ပါရီ ပါရမူဇယ်မှာအပြူတော်တစ်စုပါဘီရိုလဲတွေနောက်ကနေပြီးတော့ငိုကြွေးပူဆွေးရင်းနဲ့မရေရတဲ့ဘဝခီးကိုထွက်ခွာသွားခဲ့ကြပါတယ်ဒီဖြစ်ပျက်တွေအားဆိုတော့မြန်မာဘရင်ခေတ်ရဲ့အပြူတော်လောကရဲ့အလားတရာအာနာနဲ့ဝမ်းနေစရာစက်သိန်းတွေကိုတမိုင်းမှာမော်ကွန်းတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒလိုစိန်ဝင်စားစရာကောင်းတဲ့အပြူတော်လောကကြီးအကြောင်းကိုကြားတဲ့အခါမှာဘလို့များအတွေးဝင်မိကြပါသလဲနော်။ ရှိုး channel ကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။အစ်တစ်တော်ကြောင်းရိုင်းနဲ့ပြန်လာခဲ့ပါအောင်လို့ရှင်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပါရစေလားနော်။